အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ် ကောင်းမွန်သောနေ့ဒီတစ်နေ့ဖြစ်ပါစို့ဒီညကနေပြီးတော့စုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်အဲ့ဒီနေ့မှာဒါ Chelsea ပြိတက်တင်နဲ့နောက်ဆုံးချိန်နောက်ဆုံးစကန်ဒီဒါကျွန်တော်တို့ Enzo Morris ကတမင်သက်သက်ကြီးရင်ခုံအောင်လှုပ်ပေးသွားခဲ့တဲ့ပွဲစဉ်တစ်ပွဲပေါ့နော်အဲ့တော့ Chelsea ပြိတက်တင်ဒီနေ့ပွဲစဉ်မှာဒါတပွဲလုံးတိုင်းတာနေရရဒါကျွန်တော်တို့အရန်ကြီးအားရကျေနပ်မှုတော့ရှိစရာကောင်းတဲ့ပွဲစဉ်တော့မဟုတ်ဘူးဒါကျွန်တော်နောက်ဆုံးမိနစ်နောက်ဆုံးစကန်ဒီနဲ့တူဒါကျွန်တော်ဒီနေ့ပွဲစဉ်မှာ Enzo Morris ရဲ့ဒါလူစားလဲမှုတွေကဒါဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့အဲ အရေးပါရောဒါပေမဲ့ခုနကပြောသူသူလည်းကျွန်တော်မြင်တာပေါ့နော်ဒါသူကောင်းတယ်ဆိုတော့လည်းသူအကြံကုန်ကလုံစားချက်ဒါတိုင်ရီဂျော့ချ်ကိုထည့်လိုက်တဲ့အချိန်ကတကယ်ကိုပါဖက်ရှင်ဖြစ်သွားတဲ့ moment လို့မြင်တယ်အဲ့တော့ဒီနေ့ပွဲစဉ်မှာကျွန်တော်ဒါဖူဟန်နဲ့ချက်စီပွဲမှာကျွန်တော်ဒီနေ့ပွဲစဉ်ကိုဒါချက်စီနဲ့ပွဲစဉ်ကိုကျွန်တော်တော်တော်ချေချာကြည့်မိခဲ့တယ်။ဘာလို့ဆိုတော့ဖူဟန်တင်းတယ်ဒါလက်ရှိတိကျတယ်မှာအသင်းကြီးဆိုသူအများနဲ့ဒုက္ခပေးနိုင်စွမ်းရှိတယ်။ဒါပေမဲ့ Chelsea သင်က Chelsea သင်ပဲ Chelsea သင်ရဲ့ Fulham ရဲ့ဒါအိမ်ငွဲမှာ2-1ဆိုတဲ့ရလာနောက်ကျသင်ကို Pedro နဲ့တွေ့ရတာကျွန်တော်တို့ winning goal နဲ့အတူဒါကျွန်တော်အနိုင်ရရှိသွားခဲ့တာကိုတွေ့ရမယ်အဒီနေ့ပုံစံမှာကျွန်တော်တို့ဝက်ဖီကန်ဒီမှာဒါ Anzo Mores ကာကြီးဒါတင်ကျွန်တော်တို့အဝါကက်ရသွားခဲ့တာလေရည်ရင်စရာကြီးပေါ့နော်အဲ့တော့ ဒီနေ့ပေါ်စမှာတေချာပြန်ကြည့်မှာဆိုဖူဟန်သိန်းနဲ့တို့တက်နိုင်တလောက်ကောင်းခဲ့တယ်ဒါဖူဟန်သိန်းနဲ့တော့တောင်ပန်နှဆုံဖြစ်တဲ့ဒါမြန်နှုံးမြက်ဒါ EUB ကောဒါကျွန်တော်ဆက်ဆက်ညွန်တို့တောင်ပန်တို့ရဲ့ဒါကျွန်တော်တို့ flexibility ကိုအသုံးပြုပြီးလုပ်ခဲ့တယ်ဒါပေမဲ့ဒီနေ့ပေါ်စမှာဒါကျွန်တော်အနေနဲ့မြင်ကြည့်တာပေါ့နော်ဒါဟိုတစ်ဖက်အသင်းဒါကျွန်တော်တို့ဖူဟန်သိန်းရဲ့ Robinson တို့အုပ်စုကဒါကျွန်တော်တို့နောက်တန်းကတော်လေးကိုထိန်းကျောင်းထားနိုင်ခဲ့တယ်မြင်အဲ့တော့ဒီနေ့ပေါ်စမှာဒါကျွန်တော်တို့ကိုပါမားရဲ့အကောင့်သုံးပုံစံတစ်ခုလည်းမတွေ့ရသေးပြန်ဘူး Chelsea ရဲ့အကောင့်သုံးပုံစံလည်းမတွေ့ရသေးဘူးပေါ့နော်ဒါပေမဲ့ ပြောချင်တာကိုပါမောက်ကျွန်တော်တို့အချိန်ပေးဖို့လိုတယ်လို့မြင်နေလူငယ်ပဲရှိသေးတယ်ကလေးပေါ့နော်ဒါကျွန်တော်သူပြန်ကောင်းလာမှာပါဒါပေမဲ့ तू မကောင်းဆိုတဲ့ခြေစွမ်းကတော့မှကောင်းတယ်ဆိုတဲ့တချို့တော့ဒါလူတွေထက်အများကြီးပိုကောင်းတယ်ပေါ့ဒီနေ့ပေါ်မှာဒါကျွန်တော်နီးပြအနေနဲ့တော်တော်လေးကိုခေါင်းစားသွားပုံရပါတယ်ဒီနေ့ပေါ်မှာဒါ तू အနေနဲ့ဒါအသင်းက ချာတိတ်လေးဖြစ်တဲ့ Josh ရဲ့ကက်တင်မှုကဒါ Azumores ကခေါင်းမိမလောင်စီရဲ့တမှာပါအဲ့တော့ဒါကျွန်တော်ပြည်သက်တွေကလက်ရှိမှာဒီနီးပြောက်တက်ဆိုးရှိမယ်ဆိုပြီးအခုချိန်မှာပြောထားခဲ့ပြန်တယ်ပေါ့နော်အဲ့တော့ပြောချင်တာကလက်ရှိမှာဒီနေ့ပွဲစံမှာတပွဲလုံးတိုက်တာရကြည့်မယ်ဆိုရင်တော့တကယ်တဲ့ဂိမ်းတစ်ခုလုံးနိုင်စီသွားခဲ့တာ Chelsea အသင်းရဲ့ကွင်းလယ်ပိုင်းပဲဒါဒီနေ့ပွဲစံမှာဒါတစ်ဖက်အသင်းရဲ့ကောင်းလာပါတယ်ဆိုရဲတိုက်စစ်ဒါကျွန်တော်မြန်လှပါတယ်ဆိုရဲဒါကျွန်တော်တိုက်စစ်တွေကိုဒါကျွန်တော်ကွင်းလယ်ကဆရာကြီးနဲ့ကအတိအကျထိမ့်ပြီးသွားခဲ့တာဖြစ်တယ်ဒါပေမဲ့ဒီနေ့ပွဲစံမှာတော့တယောက်နဲ့ချီချူးရမယ်ဆိုရင်ကူကူရဲလာပါကူကူရဲလာဒီနေ့ပွဲစံမှာတာဝန်ကြီးပြွန်နေအဲ့တော့ဒီနေ့ပွဲစံမှာပေးလိုက်ရတဲ့ပေးကူက ါတယ်ကျွန်တော်တို့ကုသမအားနေတယ်လို့ပဲဆက်ပြီးဆိုရမှာပေါ့နော်ဒါလက်ရှိဒါကျွန်တော်နှစ်ဆက်ဆက်ပေါ့နော်ဒါကျွန်တော်ခစ်ဆက်ဆက်မှာ Chelsea ကဒါကျွန်တော်ပိုင်ရှင် Roman ခစ်မှာပေါ့နော်ဘယ်တော့ငါမှကုသမနဲ့ပတ်တိုင်မျက်နှာမငယ်ခဲ့အောင်ဒါကျွန်တော်ဟိုးရင်ကလေးကပြန်ကြည့်တာကျွန်တော်အခုရ Peter Check Peter Check ဆိုတာကျွန်တော်တို့နှစ်ရှည်လာများဒါ Chelsea အစ်သက်မှာတကယ်ကိုလုံးဝ legend တစ်ခုဖြစ်ခဲ့တယ် Chelsea Peter Check အပြီးမှာဒါကျွန်တော် Tibo Courtois ဆိုလူမျိုးရောက်လာခဲ့တယ်ကော်တော့ဆိုလူမျိုးတွေတကယ်ဟိုဒါ impactable ပဲ တီဘိုကိုအတွက်စပီးတာတော့မမဲ့ရမန်ဒီလာတယ်မမဲ့ရကျတော့မှကီပါတော့ရှိပါသေးတယ်ဗောနော်ဒါပေမဲ့ကီပါတော့သူ့လို့သူ့လို့သေးတယ်မဆိုးလို့ပြောရပြီးရင်ဒါကျွန်တော်တို့ကျွန်တော်တို့ဒါနောက်ဆုံးမန်ဒီရောက်လာခဲ့တယ်မန်ဒီကိုဒါအဓိကသုံးတယ်မန်ဒီနဲ့အတူချန်ပီယံလိဒီပါတာချက်စီရသွားတယ်အဲ့တော့ဒါခုနကပေါ်တယ်ပီဒီချက်ဒါကျွန်တော်ကျွန်တော်ပြောသူအဲဘလူး အဲဒီဘကောတော့ပြီးရတာကျွန်တော် keeper bandy ဒီလေးရောက်ပြီးတဲ့နောက်မှာ chelsea တဲ့လက်ရှိမှာဂိုးသမားဘယ်လိုမှမသိမနစ်ကမစိုးဘူးဆိုတော့မြင်ရတာ petrovic မှာမြင်စီရတယ်ဒါကျွန်တော် petrovic လေးဒါသူ့ဟာသူမစိုးဘူးအခြေအနေကောင်းတယ်ဆိုတော့ဆိုတာလေးမြင်ရတယ် ကျွန်တော်အနေနဲ့ကျွန်တော်ပါစနယ်ကျွန်တော်တူဦးရောက်မြင်အောင်ကျွန်တော်ရောဘတ်ဆန်ချက်စ်ကိုလုံးဝမကြိုက်ဘူးဘလို့မှကျွန်တော်အနေနဲ့ခံစားလို့မရတဲ့ဂိုးသမားမှမြင်တယ်မမေရရောဘတ်ဆန်ချက်စ်ကို Brighton လို့အသင်းမျိုးကတော့မကြိုက်လို့ဆိုပြီး Van Bergen ကိုခေါ်ပြီးတော့အသင်းကနေပြီးတော့နံပါတ်1ဂိုးသမားနေရာကို Van Bergen ပေးရလောက်ထိကိုပြောင်းလိုက်ခဲ့တယ်အဲ့တော့အဲ့မမေရ Brighton ဒုတိယအရန်ဖြစ်နေတဲ့ဂိုးသမားကို Chelsea အသင်းကအခုချိန်ထိနံပါတ်1ဂိုးသမားနေနဲ့ခန့်တာရည်ရဒါပေမဲ့ Chelsea အသင်းကဂိုးသမားမဝယ်ဘူးလားဆိုတော့မဟုတ်ပြအောင်မမေရ Slonimia ဝယ်တယ်ပြီးတော့ဂိုးသမားကြီးပဲ Chelsea အသင်းမှာအခုလက်ရှိမှာမရှိဘူးဆိုရင်900လောက်ရှိတယ်ကဲပါတော့ မှငှားထွက်ဆိုတာမသိတာအဲ့တော့လက်ရှိမှာဂိုးသမားကြီးများတယ်ဒါပေမဲ့ quality terms အရပြောရမှာဆိုချက်စီမှာဂိုးသမားမရှိဘူးဒါဟာအမှန်တရားပဲဒါ real ဒါပေမဲ့လက်ရှိမှာဒီနေ့ပွဲစမှာဒါ Robert Sanchez ရဲ့ပြဿနာပဲဒီလား consistent မဖြစ်ဘူးဆိုတဲ့စကားလုံးတော့သုံးလို့မရဘူးဆိုတော့တပွဲထဲမှာတူနေနေကောင်းရင်အဲ့ minute 30သူ့ဘယ်သူမှထီလို့မရဘူးသူ share ကောင်းတာဒါပေမဲ့ channel minute 60မှာ pocket ကကိုယ်ကိုသူပြင်ပေးတယ်အဲ့လိုမျိုးတပွဲထဲမှာခုနကပေါ့ကျွန်တော်တို့ဒါဟို M Night Shalamain ရဲ့ကားရဲ့ ကားတွေတော့ personality ခုနှစ်မျိုးရှစ်မျိုးလောက်ကွဲနေတဲ့ကစားသမားတက်ရောက်လာတော့မှတ်မသိရင်တော့ပြုံးလေပြီးတော့ကြက်မပြေလို့ပဲပေါ့နော်အဲ့တော့ top brand ကပရီးမီးယားလေးမှာဟိုတကယ်ဟို quality ရှိဘာလဲပြောခုလို့ရှိမှကျွန်တော်စစအောင်ပရီးမီးယားလေးမှာ quality ရှိတဲ့ဂိုသမားဆိုဘယ်လိုရှိမှာကျွန်တော်အနေနဲ့ပြော Alisson Becker ရှိမှာ David Raya ရှိမှာလောက်ပဲရှိမှာကျွန်တော်လည်းသိပြီးဘူးမှမမြင်ပြီးဘူးပေါ့နော်အဲ့တော့ဟိုအူနာနာတော့လည်းပြောမယ်ကျွန်တော်တို့ဗီကာရီယိုလည်းအဲ့လိုဒီဘောကိုအသိမလို့ကိုပြောရဗီကာရီယိုကโอเคโอเคလည်းပဲရှိတာဇန်ချက်စ်ဒါအူနာနာအဲ့တော့ ကျွန်တော်အသိပြီးဘယ်သူမှအခုလက်ရှိမှာသိပြီးသဘောကျလာတဲ့အနေထားတော့မရှိဘူးပြအဲ့တော့ဒါခုနကဒါဂိုသမားကြောင့်ပြောတာခဏနာပါအဲ့တော့ဒီနေ့ပွဲစဉ်မှာတကယ်တမ်း difference maker ကတော့ Kaisido နဲ့ Enzo Fernandez ဆိုအဆိုပဲ Kaisido ကလက်ရှိမှာ Chelsea တင်းနဲ့ခုနကဂိုသမားကြောင့်ပြောပြီးဆိုခက်ဆက်ဆက်ကဘယ်လိုပဲဖြစ်ဖြစ်ချီးကျူးရမယ့်ဥစားကဒါကျွန်တော် Chelsea တင်းရဲ့ DM ပဲ Marquinhos, Lili, SCN အန်ဂူလိုကန်တေဒါခုနကခုလက်ရှိကိုက်စီတို့အဲ့တော့ချက်စီသင်းကဘက်တော့မှ DM မရှာပါတော့ဘူးဒါ KSSM မှာ defensive midfielder အကောင်ဆုံးတော့ဒါကျွန်တော်ရှိတဲ့အသင်းတွေကသင်သဖြစ်တယ်လက်ရှိမှာလည်းကိုက်စီတို့တယောက်တကယ်ကိုကျွန်တော် impactable movement တွေတွေ့ရတဲ့တုန်းကပါတယ်အဲ့တော့ဒီနေ့ပုံစံမှာချက်စီရဲ့ performance ကအရန်ကြီးစောက်ရန် high ဖြစ်စရာ level တော့မဟုတ်ဘူးခုနကပြောလို့ fullhand ကိုဒါကျွန်တော်တူးပွန်းနဲ့ဖြစ်ခဲ့တယ်နောက်ဆုံးမှခုနကပြော individual skill ဆက်ဆံပုံစံမျိုးနဲ့တွေ့ခဲ့တယ်ပက်ဒူနဲ့တွေ့ရတာကျွန်တော်အဆုံးသက်သေးချမှုနဲ့ဒါမိနစ်60နဲ့ဒါ3မိနစ်လာမှာဟုတ်တယ် ဟုတ်တယ်မိနစ်63မိနစ်မှာဒါကျွန်တော်တို့ပယ်ဒူနဲ့တို့အနိုင်ရယူခဲ့တယ်အဲ့တော့ တိုင်ရီဂျော့ဆိုတနာပါရသူ့အနေနဲ့ဒါကြောင့်ပရီးမီးယားသူ့ရဲ့ပထမဆုံးဂိုးလာတော်မှုသူ့ရဲ့ twin နဲ့ twin ကိုကိုသူတေးသေးချာချာတော့အောင်မွေးမခံလဲအောင်မွေးခံလဲပြိတ္တတွေကဆဲကြမှာအဲ့တော့ဒါချန်ပီယံလိဒါကြောင့်တိပယ်ရပြန်ကြည့်အောင်ချန်ပီယံလိမှာဒါကြောင့်လက်ရှိမှာဒီရလက်ကအာဂလီဝင်တကူဖြစ်တာမှန်ပေမဲ့ Chelsea အသင်းအနေနဲ့အခုလိုအချိန်မျိုးမှာဒီနေ့ပွဲစဉ်ကတော်တော်လေးကိုအရေးပါတဲ့ပွဲစဉ်တကူဖြစ်လာခဲ့ပြီလို့ပြောလို့ရတယ်ဒီနေ့ပွဲစဉ်နိုင်ပွဲက Chelsea အသင်းကိုဒါကြောင့်တော့လက်ရှိချန်ပီယံလိဝင်ခွင့်အတွက်ပြန်လည်ပြီးအသက်ရှင်ခဲ့ပြီးတော့လက်ရှိမှာရမှတ်58မှတ်နဲ့တူ Manchester City နဲ့တမတ်ကွာတဲ့ Newcastle ယ် United နဲ့နှစ်မှတ်ပဲ quarantine ထားမှာရှိအဲ့တော့လာမယ့်ရသမာတာကျွန်တော် Chelsea ကတော့ပွဲချက်တပွဲဖြစ်တဲ့ Manchester City တို့ဆိုအေးပါတယ်နဲ့ရင်ဆိုင်ရမယ်တစ်ဖက်ကတော့သူ့ရဲ့အပေါ်က Manchester City ကလည်းပွဲချက်တပွဲဖြစ်တဲ့ Aston Villa နဲ့အဲ့တော့နှစ်ယောက်လုံးကတော့လာမယ့်ရသက်တစ်ပတ်မှာဒါကျွန်တော် Premier League ပွဲစဉ်တွေမှာဒါနှစ်သင်းလုံးက Aston Villa ဟုတ်ဘူးဗျ sorry မဟုတ်ဘူးမဟုတ်ဘူး Manchester City က Aston Villa နဲ့ကဒါကျွန်တော်တို့ဟိုဟာ FA Villa အမလီ မန်ချက်စတာစီးတီးရဲ့ FA ဗလာဟုတ်တယ်မန်ချက်စတာစီးတီးကဝူးဖ်နဲ့တွေ့မှာပြန်စစ်နာကြည့်မယ်ဆိုချောင်းနေအဲ့ဒါဆိုရင်တော့ဒါဝူးကအခုခြေရဆိုမဆိုးဘူးအဲ့တော့ပြောလို့တော့မရဘူးဗျာခုနကပြောလို့ပဲအခုလက်ရှိမှာဘာဖြစ်ချင်နေမှမသိတဲ့ပရီးမီးယားလိရောက်လာခဲ့အဲ့တော့ထုံးအောင်နေဗျာယာတီကုန်ငန်းဤဒေပတာကျွန်တော်တို့9ပွဲ10ပွဲ9ပွဲ6ပွဲလို့ဆိုဒါအသင်းတွေကနေပြီးတော့ငါတို့အသင်းဘာဖြစ်ချင်လဲဆိုရရလက်တွေပြောက်သွားအဲ့တော့ဒီနေ့ပွဲစဉ်မှာ Chelsea တိနဲ့ပြိတက်နဲ့ရလက်ပို့ကျွန်တော်တို့ဒီခြေစွမ်းရတော့ရကြပါမို့ဒါပေမဲ့ at the end of the day မှာတော့9ပွဲ10ပွဲကိုရရှိသွားခဲ့မယ်လို့ကျွန်တော်အနေနဲ့မြင်မိတယ်။ Chelsea ပြိတက်နဲ့ဒီနေ့ပွဲစဉ်ကဒါဟို โอเค all right ခုနပေါ်တယ်ကျွန်တော်အများနဲ့ပြောတဲ့ဥစ္စာကဒီအသင်းကငါတို့2ဘီလီယံထည့်ထားတဲ့အသင်းမှာဟုတ်ရဲ့လားဆိုတော့မိကွန်းတစ်ခုထပ်မေးရမယ်ပွဲစဉ်မှာဒီနေ့ပွဲစဉ်မှာနောက်တစ်ခုကြည့်ရမယ်ဆို Chelsea အသင်းကတိုက်စစ်မှုကောင်းကောင်းတရားလာမယ့်နေရာဒီမှာဝဲကိုဝဲရမယ်လို့ကျွန်တော်နည်းမြင်တယ်ဒါလက်ရှိမှာ Premier League မှာတိုက်စစ်မှုလိုတဲ့အသင်းတွေတဖြည်းဖြည်းနဲ့များလာခဲ့ပြီ United ရှိမယ် Arsenal အသင်းရှိမယ်အခုလက်ရှိ Chelsea အသင်းရှိမယ်အဲ့တော့ ပြောမယ်ဆိုရင်တိုက်စစ်မှုဆက်စစ်ကိုလူတဲ့အသင်းတွေကလာမဲ့နေရာဒီမှာပရီးမီးယားလိမှာအသင်းတိုင်းလူလူလူနေရနေတာမှရှိလာပြီအဲ့တော့နီကိုလက်ဂျက်စင်နေနဲ့အခုလက်ရှိဒါကျွန်တော်တို့ဂိုးမသွင်းနိုင်ခဲ့တာလေတော်တော်လေးကိုကြာခဲ့ပြီဖြစ်တယ်အဲ့တော့ဂိုးမသွင်းနိုင်ခဲ့ကျွန်တော်လေးကြာကျွန်တော်မက်ဆေ့ချ်ရှင်ပါနော်ကျွန်တော်နေနေကြလွတ်သွားတာရှိလေခွန့်လွတ်ပါအဲ့တော့နော်နီမာဒူးကြီးလေဒီနေ့ပေါ်သမားဒါကျွန်တော်အကောင်းဆုံးခြေစွမ်းမတွေ့တော့အမှန်တမ်းနော်နီမာဒူးကြီးကျွန်တော်ဒါပြဒဏ်ရာကပြန်ကောင်းလာကျွန်တော်တော်လေးကိုမျော်လင့်တာပေါ့ဒါပေမဲ့အဲ့လောက်ကြီးလည်းမကောင်းခဲ့ဘူးပေါ့နော်အဲ့တော့ ချက်စီးသင်းစီကဗျာအမှန်တမ်းပြောခင်ဗျားတို့ဟို forest gum လို့ပဲပေါ့နော်ကျွန်တော်ဒီနေ့ပွဲစမှာဆိုကျွန်တော်ဒါ forehand ကိုတော်တော်လေးကိုခက်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 ကစားရမှာဆိုမျောလင်းဒါပေမဲ့ခြေစွမ်းရဗျာကျွန်တော်လည်းဒီနေ့ပွဲစမှာတိတ်တိတ်ချာချာပြန်ပြီးကြည့်မိတယ်ဆိုတဲ့ဥစားမလို့မပြောချင်ဘူးတိတ်တိတ်ချာချာလည်းပြန်ကြည့်မိတဲ့အနေထားမှာဟုတ်တယ်ဗျာခင်ဗျားတို့ပြောရမယ်အဲဆိုမူရက်စကာနေလည်းရှိမှာချက်စီးနီးဗျာရေရှည်ကတော်တော်လေးကိုမလွယ်ဘူး တော်တော်လေးကိုမလွယ်ဘူးတတော်တတော်လေးကိုမလွယ်ဘူးလို့ကျွန်တော်နည်းမြင့်နေအဲဒါတပွဲလုံးတိုင်းတရာကြည့်မယ်ဆိုရင်တော့ပါစနယ်ကပြောရမယ်ဆိုရင်ဒါဟူဟန်သင်းကဒီနေ့ပုံမှန်ဒါသူတို့ရဲ့ပုံမှန်ခြေစွမ်းအောင်အများကြီးရောက်ခဲ့တဲ့နေရာမှာဒါပေမဲ့ဒီနေ့ပုံမှန်ချက်စီးအသေးရတဲ့တကူတော့ခြေစွမ်းတွေမှာလည်းအများကြီးရပါပါတယ်တိုင်ရီချော့ချ်လေးကိုလည်းဒီနေ့ပုံမှန် congratulation လုပ်ချင်တယ်ပေဒူနယ်ဒူလည်းအများကြီးရပါခဲ့တဲ့အခန်းကဏ္ဍကပြီးတော့ပါဝင်ခဲ့တယ်လို့ပြောချင်ပါတယ်ဒါတော့ပါပဲအားလုံးမကြုပ်ဒီမှာလည်းကောင်းမွန်နေနေဖြစ်ပါစုမောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်မှအစ်စ်တူကြတာပေါ့ ဘောလုံးမတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတော့ ਨੇ TV Boy တို့မှာကြည့်ရလို့ဆိုတော့ပေါင်းကူညီလို့ရပါတယ်။အမိုင်လည်းကလပ်မမေ့ကြပါနဲ့။အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0ဆိုတော့ ਨੇ TV Boy တို့လင့်လေးတွေကိုထည့်ပေးထားခြင်းဖြစ်ကျွန်တော်များစွာကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube Channel လေးကို Like and Subscribe လေးကိုကျွန်တော်အားပေးလို့ရရ။များများလေးလည်းကလပ်မမေ့ကြပါနဲ့။များများကလပ်မှာမမြန်နိုင်တာဖြစ်ပါတယ်။အားလုံးမကြိုးတူပါနဲ့။ကျွန်တော်တော့ကူညီပါဗျ။အားလုံးမကြိုးတူပါနဲ့။ကျွန်တော်နောက်မှလည်း AA စစစတူကြရပါ။အဲ့တော့ကောင်းမွန်တော့ညာကင်းလေးဖြစ်ပါလို့ဆုမွန်ကောင်းတောင်းပေးနေတယ်ဗျ။နောက်မှတွေ့ကြရပါ။ Dave ပါ။